မလ28ရက်နေ့မြန်မာစံတော်ချိန်တနာရီခန့်တွင်မြန်မာနိုင်ငံရှိရန်ကုန်မန္တလေးစစ်ကိုင်းပဲခူးမကွေးကလေးနှင့်အခြားမြို့ကြီးများတွင်အင်အားပြင်းသောငလျင်နှစ်ကြိမ်လုခတ်ခဲ့သည်ငလျင်လုခတ်မှုသည်ထိုင်းနိုင်ငံရှိဘန်ကောက်ချင်းမိုင်နှင့်မဲဆောက်မြို့များတွင်ပါခံစားရသေးသည်ထိခိုက်ပျက်စီးမှုများမန္တလေးမြို့တွင်အထက်မြင့်အဆောက်အအုံများပြိုကျသွားပြီးမန္တလေးနှမ်းမြို့ရိုးအချို့နေရာများပျက်စီးခဲ့သည်အေယာဝတီမြကူတရားဟောင်းတစ်ဆင့်လည်းပြိုကျသွားကြောင်းလူမှုကွန်ရက်များတွင်ပေါ်ထွက်လာသောတပ်ပုံများမှသိရှိရသည် ရန်ကုန်မြို့တွင်လည်းအိမ်ချို့ပြိုကျခဲ့ပြီးတာကေတမြို့နယ်တွင်ဆိုင်ကယ်စီးသူတဦးပြိုကျသွားသည့်အဆောက်အုံကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ဘဲကူးမြို့တွင်လည်းအဆောက်အုံများပျက်စီးပြီးဖုန်းလိုင်းနှင့်လျှက်စစ်မီးများပြတ်တောက်ခဲ့သည့်ဒေသခံများအနေဖြင့်မိသားစုဝင်များနှင့်ဆက်သွယ်ရန်အခက်အခဲများရှိနေကြောင်းသိရသည်။စိုးရိမ်မှုများ စကိုင်းနဲ့မန္တလေးနီးရှိတချို့သောတံတားများပြိုကျနိုင်ခြေရှိသဖြင့်ပြည်သူများသတိပြုကြရန်အာဏာပိုင်များကသတိပေးထားသည့်ထို့အပြင်နောက်ထပ်ငလျင်လုံနိုင်သဖြင့်အရေးမြွက်နေထိုင်မှုကိုတိုးမြင့်ရန်လိုအပ်ကြောင်းဇလဗေဒအတိုင်းဝိုင်းမှအကြံပြုထားသည်တေဆုံးသူများနှင့်ထိခိုက်မှုများလက်ရှိအချိန်အထိထိခိုက်ဒဏ်ရာရသူများနှင့်တေဆုံးသူများအတွက်တိတိကျကျအချက်လက်များမသိရသေးပေသောလူများကအရေးအော်ကယ်ဆယ်ရေးအဖွဲ့များမှထောက်ပံ့မှုရရှိရန်စောင့်ဆိုင်းနေကြသည် မြန်မာနိုင်ငံတွင်နလင်လှုပ်ခတ်မှုကြောင့်ထိခိုက်မှုများကြုံတွေ့နေရသောပြည်သူများအနေဖြင့်တတိထားကြရန်တာဝန်ရှိသူများကတိုက်တွန်းထားသည်